င်းငါလက်ကဘထွန်းမှမသိဘူးတယောက်ဒီမခံနိုင်တော့လောကဒီမခံနိုင်တော့ဒီတစ်ပတ်ရဲ့ series area ပရိသတ်အတွက်တင်ဆက်ပေးမယ့်အနုပညာရှင်အကြောင်းကတော့ director Wine ရဲ့အကြောင်းဖြစ်ပါတယ်။ Wine ဟာ2000ခုနှစ်လောက်ကစပြီးတော့အနုပညာလောကကိုအညီချိုးစော်ဝင်းဆိုတဲ့နာမည်ကိုမသုံးပဲ Wine ဆိုတဲ့နာမည်နဲ့တရုတ်ဆောင်ခြေလမ်းစတင်လာခဲ့သူဖြစ်ပါတယ်။ငါဘာမှမလုပ်ပဲ။ငါဘာမှမသိပဲ။ သူ့လိုလိုမျိုးမျိုးဖြစ်နေတဲ့အဲ့ကန်းဆိုတဲ့ဟာကြီးတွေ့။ငါခံစားပြီးမျက်ကြီးကြလို့နော်။ဘာမှကြဆက်မယ့်မရှိတော့။သူဟာ VCD တချင်းတွေမှာ ပါဝင်တရုတ်ဆောင်ရင်ပြိတ္တတွေတတိထားမိခဲ့ကြတာပါ။ ဒါရီမကသေးပဲနဲ့ music video တွေကိုကိုရန်ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့ရတာအောင်မြင်သူ ဖြစ်လာတာမို့ပရိသတ်တွေကဒါရိုက်တာဝိုင်းဆိုပြီးပြောစမှတ်တွင်ခဲ့ကြတာဖြစ်ပါတယ်ချန်ဖန်ကပြင်းပြင်းကြကြလင်းတဘာဝမဟုတ်လားမဟာလူသားချမ အနုပညာထေလန်25နှစ်တာကာလမှာဒါရိုက်တာဝိုင်းဟာစေတံရဲ့ကကြည်တဲ့ကျမနင်းစီပါမောင်စတဲ့ဇာတ်ကားတွေနဲ့ဒါရိုက်တာဆုရရှိခဲ့ပြီးရှင်ဘတ်ထဲကဒါရွှေကြာဇာတ်ကားတို့နဲ့စန်နီယောအကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။ဒီမှာအဲ့ဒီနွားဆိုတဲ့စကားတော့နင့်အမေနဲ့နင့်အမနဲ့နင့်ကိုတတ်တတ်ထားတဲ့စကားလုံး။ငါနင့်ကိုနွားလို့ဘယ်တော့မှမတတ်မှတ်ခဲ့ဘူးသလို ဘာပါစကားကတော့မပြောဘူး director တယောက်အနေနဲ့ထင်ရှားတဲ့ဝိုင်းဟာတရုတ်ဆောင်ဖွေဖွေကနေ academy ဖွေဖွေအဖြစ်ညတောင်းမြောက်ပေးနိုင်ခဲ့ပြီးတော့တရုတ်ဆောင်မိုးဝေကိုကိုလည်းပြည်သက်တွေအပေးမှုရှမ်းရှမ်းတောက်စီခဲ့တဲ့အထိ character ကောင်းတွေငွေထုတ်ပေးနိုင်ခဲ့ပါတယ်ပထမဆုံးဖွင့်တဲ့ကံတော်ဦးလေးကိုသူ့ဆရာချစ်တဲ့ဆောင်ဖြစ်လူချင်းပါတယ်မိတောင်းနေစုနဲ့ပြေဝပြတဲ့ကံတော်ဦးလေး 2025ခုနှစ်အတွင်းမှာသူ့ရဲ့ကန်းကော်နီရုပ်ရှင်ဇာတ်ကားကလည်းအကယ်ဒမီဆုရရှိဖို့ပြည်သက်တွေက မျှော်လင့်နေကြပါသေးတယ်။